အောင်မြင်ကြီးပွား14ပါးအောင်မြင်ဖို့ကြီးပွားဖို့ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါနံပါတ်၁ကဘာလို့ဆို တိရူပဒေသဝါတာတင့်တင့်လျောက်ပတ်တဲ့ကိုနဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုပဲနေရာမှာပဲမွေးမွေးနော်ကြီးပွားတုတ်တဲ့ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတုတ်တဲ့ချိန်မှာတုတ်တဲ့မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုကိုနဲ့တင့်တော်တဲ့နေရာနေထိုင်တဲ့အခါမှာလူတွေဟာကြီးပွားတုတ်တဲ့လား ဒီပေါ်တူတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်သူတို့ဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်ဆိုတာကြားဘူးကြားဘူးလေတော်တဲ့ကလေသမားတာလေတော်တဲ့မှနေတာအေးမြို့တက်လာပြီးတော့ပညာတွေပါပြီးသင်နောက်ဆုံးမှသမ္မတအထီအောင် ဖြစ်သွားတောမှနေရင်တော့တောသကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်ဇာတာကောင်းတော်တောနေတောသကြီးပဲဖြစ် တပတာတိအောင်မဖြစ်ဘူးနေရာမှန်မှုလို့တယ်လို့ဆိုလို့အဲ့တော့ပฏิရူပတေတဝါတာကိုနဲ့တင့်တော်လျောက်ပတ်တဲ့အရတ္တေတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးကအင်တန်မှအားလုံးကိုခြုံငုံပြီးတော့ဟောတာပฏิရူပဒေတာဆိုကိုနဲ့တင့်တော်တဲ့အရတ်ဆိုတာကိုဘာလုတ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရတယ် ကိုဘာဖြစ်ချင်တယ်လဲဆိုတဲ့ပုံမှာရွေးရပတိရူပဆိုတာကိုနဲ့တင့်တော်တဲ့ဒေသဆိုတာအယထာနာဝါသနေထိုင်တာအဲ့ဒါနေထိုင်ရမယ်ဆိုတော့ဒါဖြင့်ကိုဘာလုပ်ချင်တာတုံးဆိုတဲ့ပုံမှာကိုနဲ့တင့်တော်တာရွေးရမယ်ဆိုတော့စီးပွားရှာကျင်တာလားပညာသင်ကျင်တာလားကျမ်းမာရေးတိုးတက်စေကျင်တာလားသို့မဟုတ်နိဗ္ဗာန်ရောက်အောင်တရားထုတ်ကျင်တာလား ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပေါ့နော်ပါဠိမှန်အမှတ်ဖြစ်ချင်တာလားတမတာဖြစ်ချင်တာလားဟောတခုစီကိုယ့်ရဲ့ရည်ရွယ်ချက်တွေအတိုင်းပဲကိုတင့်တော်တဲ့နေရာတခုရွေးရဒီလိုဆိုလို့ဟောအဲ့ဒီနေရာမှာပညာတက်ချင်တယ်ဆိုလို့ရှိရင်ပညာသင်ခွင့်ရတဲ့နေရာမျိုးကျောင်းကောင်းကောင်းရှိတယ်ဆရာကောင်းကောင်းရှိတယ် တက္ကသိုလ်တွေကောလိပ်တွေကျောင်းတွေကောင်းတဲ့နေရာပညာတတ်တွေကိုအလေးပေးတဲ့နေရာမျိုးဒါမျိုးရွေးရအောင်အဲ့ဒီနေရာမရွေးဘဲနဲ့တောင်းအောင်စနပုတ်ထဲသွားပြီးဘာမှမသိတဲ့နယ်ပိုင်းတုံးအတိုင်းအတိုင်းဝိုင်းနဲ့သွားနေဘာပညာမှတတ်မှာမဟုတ်ဘူးရွေးချက်ပညာတတ်မယ်ဆိုရင်ကိုယ့်ရဲ့ပညာတော်တဲ့လူတွေရှိတဲ့ဆရာကောင်းသမားကောင်းတွေရှိမယ်တက္ကသိုလ်တွေရှိမယ်ကျောင်းတွေရှိတယ်ကောလိပ်တွေရှိတယ် ပညာသင်ခွင့်ရတဲ့နေရာကိုရွေးချယ်ပြီးတော့နေထိုင်ခြင်းဟာသူ့အတွက်အောင်မြင် ကြီးပွားဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုလို့ဒီလိုပြောအောင်နောက်တစ်ခုကပညာတတ်ချင်တာမဟုတ်ဘူးကျမကြီးကောင်းကျင်တယ်ကျမကြီးကောင်းတဲ့နေရာမျိုးဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့ယာတိဥရုလည်းကောင်းတယ်အစာအာဟာရလည်းကောင်းတယ် ဆေးရုံဆေးဆေးကန်းတက်ကြွတဲ့သမားတွေလည်းရှိတယ်ဆိုတဲ့နေရာမျိုးဟာကျမရေးအတွက်အသင့်တော်ဆုံးနေရာတစ်ခုဖြစ်တယ်ပေါ့ဒါမျိုးရွေးချယ်ပြီးတော့နေထိုင်ဒါကျမရေးအတွက်ဩစီးပွားရေးအတွက်ပါလို့ဆိုလို့ရှိရင်လည်းစီးပွားရောင်းဝယ်ကောင်းတဲ့နေရာမျိုးဒီလိုနေရာမျိုးစီးပွားရေးပညာသင်လို့ရတဲ့နေရာမျိုးစီးပွားလုပ်လို့ကောင်းတဲ့နေရာမျိုး လူရွေးချယ်ရနိုင်ငံခြားတိုင်းပြည်တွေကလာပြီးဗမာပြည်လာစီးပွားလုပ်တယ်ဆိုဒီနိုင်ငံမှာမထုမထိမတို့ရသေးတဲ့တရားသာတပစ္စည်းတွေလည်းရှိတယ်လူအရင်းမြစ်တွေလည်းရှိတယ်ဒီနေရာမှာထုတ်လုပ်စရာတွေအများရှိတယ်ဆိုတာဒီဓာရီကြည့်ပြီးဗမာပြည်လာရင်းနှီးမြှုပ်နှံတာဒါလည်းပฏิရူပပဲเนาะပฏิရူပအဲ့ဒါလို့သူ့နေရာနဲ့သူရွေးချယ်ပြီးတော့နေထပ်တာ အဲ့တော့လောကမှာကြီးပွားတဲ့ပုဂ္ဂိုလ်တွေဟာသူ့နေရာနဲ့သူပြီးရွေးချယ်နေကြတာလေဒါဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးတရားဓမ္မသင်ယူခြင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေသိခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုလို့ရှိရင်လေဘုရားဘာသာထွန်ကားတဲ့နေရာစာသင်ပေးနိုင်တဲ့စာတတ်ပုဂ္ဂိုလ်တွေရှိတဲ့နေရာတရားထုတ်လို့ရတဲ့တရားပြရိပ်တာတွေရှိတဲ့နေရာဒီလိုနေရာရွေးရမှာ ဲ့တော့မြတ်စွာဘုရားဟောတဲ့ပฏิရူပဆိုတာတခုတည်းအတွက်မဟုတ်ဘူးเนาะလူတယောက်ရဲ့ရည်ရွယ်ချက်အတိုင်းအကောင့်ထဲပေါ်ဖို့အတွက်ကိုယ်နဲ့တင့်တော်တဲ့နေရာကိုကိုဖြစ်ချင်တာနဲ့အံဝင်ခွင့်ကြတဲ့နေရာကိုရွေးဖို့လို့ဒီလိုဆုံးလို့တယ်ပေါ့သို့သောစာပေကျမ်းကမှာတော့ဓမ္မအတိညာဉ်ကိုဦးစားပေးပြီးတော့ပฏิရူပဒေတာဆိုတာပိယိတ္တ၄ပါးရှိပြီးတရားဓမ္မ ဈာနာကွင်းရတဲ့နေရာမျိုးလို့ထေရာကျမ်းစာတွေမှာဒီလိုဖွင့်တာဟာဓမ္မနဲ့ပတ်သက်တဲ့ဖွင့်တစ်ခုပဲဖွင့်လိုက်တာပဲဖြစ်တယ်။ကျန်တဲ့နေရာတွေဟာပฏิရူပဆိုတာအမျိုးဆုံးပဲရှိတယ်ပေါ့။နောက်ဆုံးမှာယန္တုနဲ့တိုက်ခိုက်တဲ့နေရာတောင်ပฏิရူပနေရာကောင်းရထားတဲ့ပုဂ္ဂိုလ်အနိုင်ရတယ်လေ။အတာစီရ။ကြားဖို့ကြမှာပေါ့။ဘီလုံးငှက်ကလေးနဲ့တိတ်နှကောင်တို့ရဲ့တိုက်ပွဲလေးကိုကြည့်မယ်ဆိုရင် သိန်းတကောင်ကဘီလုံးငယ်ကလေးကအစာရှာတဲ့အမှတ်တမဲ့အချိန်မှာကောင်းငင်ကဝဲနေတဲ့သိန်းငယ်ကထိုးဆင်းလာပြီးဘီလုံးလေးကိုတုပ်လိုက်တယ်။တုပ်ဖမ်းသွားတဲ့အခါကျတော့ဘီလုံးငယ်ကလေးကငါကူကလောလီတာကိုနေရာကိုမနေဘူးသူများနေရာနေလို့ငါအဖမ်းခါရတာငါနေရာဆိုရင် तू ငါ့ကိုဘာမှမတတ်နိုင်ဘူးငါနေရာကိုဆိုရင် तू ငါငါလုံးဝမကြောက်ဘူး तू ကြိုးမဆိုင်ဘူး အခုငါနေရမှားလို့ခံလိုက်ရတယ်ပေါ့ပฏิရူပတေသမဟုတ်လို့ငါခံလိုက်ရငါနေရငါဆိုလို့ရှိရင်ဘာငှက်ကြီးလာလာဂိူးမဆိုင်ဘူး ਨੇ တွတ်တွတ်ပြောနေတော့သိင်းကြီးကအော်မင်းကမင်းနေရဆိုရင်ငါမတတ်နိုင်ဘူးလို့ထင်တော့အေးဘယ်မလို့မင်းနေရဆိုထဲစားခဲဘူးပြတော့အဲ့ဒီကိုအဲ့ဒီမှာလဲမင်းကိုငါရအောင်ဖမ်းပြမယ်ဆိုအဲ့တော့သိင်းငယ်ကြီးကဘလုံးငယ်ငယ်လေးကိုလှုပ်လိုက် လွတ်လိုက်တော့ဘလုံးငငယ်လေးကထဲစားခဲပေါ်တင်ပြီးတော့စိန်ခေါ်တယ်သူတတ္တိရှိလာခဲ့ပေါ့ဆိုတော့မလောက်လေးမလောက်သားဘီလုံးငက်ကငါ့ကိုစိန်ခေါ်ရမလားလို့ဆိုရင်ဒေါသတွေနဲ့တောင်ပန်ကိုရုပ်ပြီးအချိန်နဲ့သိမ့်ငက်ကြီးကထိုးဆင်းတယ်အနာနာလေးလည်းရောက်ရဟိုကောင်ကပလုတ်ဆိုပြီးတော့ထဲစားခဲအောင်ဝင်သွားတယ်အဲ့တော့ဘီလုံးငက်ကြီးကဘီလုံးငက်ကိုသိမ့်ငက်ကြီးက ဖမ်းမယ်လို့အာပြုတ်ပြီးထိုးဆင်းလိုက်တာအရှိန်လွန်ပြီးတော့ရင်ပတ်နဲ့ထဲတာခဲနဲ့တိုက်ပြီးတော့သိငဲ့ကြီးကတေဝဲဝင်သွားတယ်ဟောနိုင်လိုက်တယ်ကဲနိုင်လိုက်တယ်သူ့နေရာကျရင်သူကခေမဆိုင်ဘူးဆိုဟုတ်တယ်အဲ့ဒါမျိုးကိုဆိုလိုတယ်ပေါ့ပฏิရူပဆိုကိုနဲ့တင့်တော်တဲ့နေရာတစ်ခုရတယ်ကိုကအသာစီးရတယ်လို့သူတို့ဆိုလိုတယ်ပေါ့နော်အေးဒါကြောင့်မို့ မင်္ဂလာတရားတော်တွေထဲမှာလည်းပฏิရူပတေသဝါသဆိုတာလေးနဲ့ထားပြီးတော့ဟောတယ်ဒီအဓိပ္ပာယ်ပဲပေါ့အောင်မြင်ကြည့်ပွားခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တဲ့နေရာရွေးချယ်တတ်ရရွေးချယ်ဆိုတဲ့အခါမှာခုနလိုကျမ်းမာရေးအတွက်လားစီဝါရေးအတွက်လားပညာရေးအတွက်လားတခြားအတွက်လားကိုယ်ရည်ရွယ်ချက်ရှိတဲ့အတိုင်ရွေးချယ်သင့်တယ်လို့ဒီလိုနားလည်ရမယ်ပေါ့ဟောတာကလူလောကမှာအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ခုပဲ ဒါကိုတံပတ္တိ71ပါလို့သူတို့ဟောတယ်။ခဏတိဒီအချက်ဟာ out of date မဖြစ်သေးဘူး။နော် date out သွားတာမရှိဘူး။ခင်မိနေတုံးပဲ။ဒီတိုင်းပဲအောင်မြင်နေတုံးပဲ။နော်။တိုင်းပဲအောင်မြင်ကြည့်ပွားနေတုံး။ပဋိရူပဝရွေးချယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာစီးပွားရေးလည်းအောင်ပါပဲ။ပညာရေးလည်းအောင်ပါပဲ။ဈာမရေးလည်းအောင်မြင်ပါပဲ။ဓမ္မရေးလည်းအောင်မြင်ပါပဲ။ဒီလိုဆိုလိုတယ်ပေါ့။ ။နောက်တစ်ခုကတော့ဘာတော့ဆို။တပ်ပုရိတဝတယောသူတော်ကောင်းဆိုတဲ့အမိယသူတော်ကောင်းဆိုတာစိတ်ကောင်းနှလုံးကောင်းရှိအကြံကောင်းဉာဏ်ကောင်းတွေကိုပေးနိုင်တဲ့ပုဂ္ဂိုလ်။တစ်ဖက်သားရဲ့ជីវတ်တုတ်တက်မှုလမ်းညွှန်မှုပြေးနိုင်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့ခေါ်တယ်။အဲ့တော့နိဗ္ဗာန်ရဖို့ဆိုရင်တော့သူတော်ကောင်းဟာဘုရားပဲပေါ့နိဗ္ဗာန်ရခြင်းတော့ဘုရားလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့ရတယ် ေအဲ့ဒီရောက်တဆင့်နေရင်ပြည့်စေကဗုဒ္ဓတို့ရှင်သာရိပုတ္တရာရှမောကလန်တို့အဲ့ဒီရောက်တဆင့်နေရင်ဘုရားဟောတဲ့တရားတော်တွေကိုတက်ကြွနားလည်တဲ့ပုဂ္ဂိုလ်ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်အမိရဖို့လိုအပ်တယ်သူကမှလမ်းညွှန်မှုပေးနိုင်ပညာသင်ခြင်းနဲ့ဆိုလို့ရှိရင်ပညာသင်ပေးခြင်းနဲ့လောကီပညာသင်ခြင်းဆိုရင်လောကီပညာတက်မြောက်အောင်သင်ပေးနိုင်တဲ့ဆရာကောင်းသမားကောင်းဟာတပ္ပုရိသသူတော်ကောင်းပဲသူ့အတွက် ဒီလိုဆိုလို့စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးအတွက်အထောက်အကူပြုနိုင်တယ်ငွေငွေကြေးကိုထောက်ပံ့ကူညီပေးနိုင်တယ်အချမ်းကောင်းညံကောင်းတွေပေးနိုင်တယ်ဆိုတဲ့ပုံကိုတွေဟာသူ့အတွက်အမိကောင်းတစ်ခုပုံကိုရေးရအမိကောင်းတစ်ခုကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးအချမ်းညံပေးတဲ့ပုံကိုစေဝါဒါစာကုသပေးနိုင်တဲ့ပုံကိုတွေဟာတပ်ပုရိတံဟုတ်တရားအဲ့ဒီလိုသူ့သူ့အထာနဲ့သူ့ သူ့ရဲ့မြုံမှန်းချက်နဲ့သူတပ္ပုရိတဝုတ္တယလူတော်လူကောင်းကိုအမိရှိရမယ်လို့ဆိုလို့နေရာကောင်းတစ်ခုတွင်နေုံနဲ့မရသေးဘူးအဲ့ဒီတစ်ခုတည်းနဲ့လက်ပတ်လို့မရဘူးနေရာကောင်းကိုနေထိုင်သည့်အတွက်ကြောင့်ခန္ဓာလူတော်လူကောင်းနဲ့ဆုံစည်းရတယ်လူတော်လူကောင်းအမိတွေရလာတယ်ဟောတဆင့်တက်လာတဲ့အောင်မြင်မှုအချက်တစ်ခုပဲဒီလိုဆိုလို့ ဒါတွေကစဉ်းစားကြည့်လိုက်မယ်ဆိုရင် ပြောမယ်ဆိုရင်ပฏิရူပာဆိုတာလေ24ပစ္စည်းမှာပြောရင်ဥပနိဒယပစ္စည်းရောတပုရိတဝတ္တယဆိုတာလေသူတော်ကောင်းလူတော်လူကောင်းအမိရတယ်ဆိုတာလည်းပဲဥပနိဒယပစ္စည်းရောအာကြီးတဲ့အထောက်ကူပြုတဲ့အကြောင်းတွေတနည်းအားဖြင့်ပြောမယ်ဆိုရင် external condition လို့ပြောတယ်။ external condition အပြင်ဘက်ကအကြောင်းအကူအညီအကြောင်းတရားတွေလို့ဆို လောကလူတွေကြီးပွားတိုးတက်ဖို့ရာအတွက်အကူအညီအကြောင်းအရေးကြီးတယ်။တရားပင်လေးစိုက်မယ်ဆိုရင်တရားစီလေးကြီးဒီတိုင်းပလင်းနဲ့ထည့်ထားပဲပေါ့မလဲ။ဘာအကူအညီလိုတော့မြေနဲ့ရေနဲ့အကူအညီလိုတယ်။မြေရေရေရေ၆သွေးနေတဲ့မြေကြီးထဲမှာစိုက်ရင်လည်းမရဘူးအစိုးတတ်ရှိမှရမယ်။အဲ့တော့မြေနဲ့ရေနဲ့ ီနှစ်ခုရဲ့အကူအညီရမှတရားပင်တွေကအမြင့်ကလေးသက်ဆင်းပြီးတော့အညောင်လေးထွက်လာမယ်။ချိန်တိုင်ပွင့်ပွင့်နေသေးတယ်ဆိုတာဖြစ်လာ။အပင်ဖြစ်ပြီးတော့ပွင့်နေသေးတယ်။ဟောတရားပင်ကလေးတောင်မှပဲအထောက်ကူတွေလိုအပ်တယ်မဟုတ်လား။အဲ့ဒါလိုပဲတရားစီလေးတောင်အထောက်ကူတွေလိုအပ်တယ်လို့ဘုန်းကြီးတို့တွေမှလည်းပြင်ပအထောက်ကူတွေလိုအပ်တယ်။မြေရည်နဲ့အလားတရံတူတဲ့နေရာကောင်းနော် နေရာကောင်းရှိရမယ်ပုံကိုကောင်းအမိရှိရမယ်ဆိုဟောဒီကိုကိုကိုပြန်ကြည့်ငယ်တော့ဟုတ်လားကိုနေခဲ့တဲ့နေရာမွေးဖွားတဲ့နေရာအဲ့ဒါပฏิရူပကိုကြီးလာတဲ့နေရာအဲ့ဒီပฏิရူပမှာအမေအဖေဆရာသမားကိုဆုံးမသွန်သင်ခဲ့တာတပ်ပုရိတဝတ္တရာအဲ့ဒီလိုမရဘဲနဲ့တွားချီပါလား အရင်ဆိုင်တောအုပ်ထဲမှာတရိษံနေကြရောက်သွားရင်ဘလို့နေမလဲသွန်သင်မဲ့လူလည်းမရှိဘူးအဲ့ဒီမှာမွေးမယ်ဆိုရင်ဘလို့နေမလဲအဲ့တော့ကိုရောက်ပတ်ဝန်းကျင်မှာထောက်ကူတွေချောင်းမလို့ကိုဟာကြီးပွားတိုးတက်လာတယ်လို့ဒီလိုပြောအဲ့တော့နေရာကောင်းရွေးချယ်နေထိုင်ခြင်းရဲ့ပုဂ္ဂိုလ်ကောင်းအမိရခြင်းရဲ့ဒီနှစ်ခုသည်အပြင်ဘက်ကအထောက်ကူပြုတဲ့အကြောင်းနှစ်ခုပဲ အပြင်ဘက်ကတဲ့အထောက်ကူပြုံုံနဲ့မရဘူးအတွင်းကောင်းမှုလို့သေးတယ် internet condition အခြေအနေကောင်းမှုလို့သေးတယ်တစ်ဖက်သားကဘလောက်ကောင်းကောင်းဆိုပါစို့ကိုသားသမီးတွေရှိတယ်မိဘကဘလောက်ဆုံးမဆုံးမသားသမီးကမလိုက်နိုင်ဘာမရဆရာကဘလောက်သင်ပေးသင်ပေးတပည့်ကမကြိုးစားရင်ပညာမတတ်ဘူးလေနှစ်ဦးနှစ်ဝပေါင်းဆက်ရမှာတရားအတွင်းအပြင်နှစ်ခုစက်မိတော့မှရတယ် ါမှမဟုတ်စက်ကဆိုလဲပတ်နေရမယ်လို့ဆိုလို့နော်အပြင်ဘက်ကအထောက်ကူကလည်းရှိရအောင်မယ်ဒါဖြင့်အတွင်းအထောက်ကူဆိုတာအတွင်းရဲ့အခြေခံကပါဆိုပါစို့ခုနကတရက်စီလေးကိုဆိုင်လိုက်တယ်တရက်စီကပုတ်နေတယ်မြေဘလောက်ကောင်းကောင်းရေဘလောက်ကောင်းကောင်းနော်ဖာတလိုက်ဇာနဲ့တကယ့်ကိုမြေကောင်းရေကောင်းထဲမှာချဆိုင်ကြည့်မအောင်မြင်တဲ့နုနေတဲ့တရက်စီပဲဖြစ်စေ ရင့်တော်လဲပျက်စီးနေတဲ့တရားစီပဲဖြစ်စေပုတ်နေတဲ့တရားစီပဲဖြစ်စေဘလို့လို့ပေါက်ပေါက်တယ်အတွင်းမကောင်းရင်လည်းပေါက်လို့မရဘူးပြင်မဲ့ကဘလောက်အထောက်ကူပြုပြုမပေါက်တော့အဲ့တော့အတွင်းအကြောင်းလဲကောင်းမှုလိုအပ်သေးတယ်လို့ဒီလိုဆိုလိုတယ်အဲ့တော့အတွင်းအကြောင်းကိုမြတ်စွာဘုရားကနှစ်မျိုးဒီမှာဟောတာအတ္တတမ္မာပဏိတိဒ အတ္တတမပဋိဋ္ဌိဆိုက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 ောင်းအောင်ထားတယ်ကိုကိုကိုကောင်းအောင်ထားတယ်ကိုကိုကိုကောင်းအောင်ပြုဖြစ်တယ်ဒီလိုဆိုလို့ရပေါ့မိဘတွေဆုံးမတဲ့အတိုင်းလိုက်နာတာဆရာသမားတွေဆုံးမတဲ့အတိုင်းလိုက်နာဆရာတွေသင်ပြတဲ့အတိုင်းကြိုးစားတယ်လမ်းညွန်ပုဂ္ဂိုလ်အတိုင်းပဲကိုကိုတိုင်းရှောက်လန်းတယ်ကြိုးပမ်းဟောအဲ့ဒီလိုလောကကြီးဟာ ဒီတမန်လူတွေမပြောနဲ့ကိုင်းပြည်အုပ်ချုပ်နေတဲ့သမတတို့ဘယင်တို့တောင် advisor ဆိုတာရှိသေးတယ်လေသူတို့လမ်းညွှန်ချက်ကိုနိုင်တာဘူးလိုအပ်သေးတယ်အဲ့တော့အပြင်ဘက်ကလည်းမရဘူးကိုကိုတိုင်လုံးဝမဲ့ကိစ္စတွေကိုကိုကိုတိုင်လုံးမအတွင်းအကြောင်းကပါတော့အတ္တတမပဏိတိကိုကိုကောင်းအောင်ပြင်နိုင်တဲ့စိတ်ဓာတ်ကိုစိတ်ဓာတ်ကိုကိုပြင်တဲ့ကိုအည်ချင်းကိုကိုမြင့်တင်တဲ့အဲ့ဒါလိုအတ္တတမပဏိတိဆိုတာ ဒီမလိမ္မာသေးရင်လိမ္မာကိုကိုစိတ်ကိုပြင်းတယ်ပညာမတတ်သေးရင်ကိုကိုပညာကြိုးစားတယ်ကြိုးစားအထုတ်တယ်ဟောကျမ်းမာအောင်ကိုကိုအကြံပေးတဲ့အတိုင်းနေထိုင်တယ်နော်စီးပွားတိုးတက်အောင်အကြံပေးတဲ့အတိုင်းလိုက်နာဆောင်ရွက်တယ်အဲ့ဒါတွေကအတ္တတမပဏိတိနိဗ္ဗာန်ရကျင်တယ်ဆိုလို့ရှိရင်ဆရာသမားတွေသွန်သင်ပြသတဲ့အတိုင်းတရားဓမ္မကိုလိုက်နာကျင့်ကြံကြိုးကိုအထုတ်တယ်အတ္တတမတိ ကိုကျင့်သီလမကောင်းသေးဘူးဆိုရင် ကောင်းအောင်လုပ်တယ်။တရားတရားမကောင်းဘူးဆိုရင်ကောင်းအောင်ကြိုးစားတယ်။တရားတရားတွေမြင့်တင်ပေးတယ်။သီလကိုမြင့်တင်ပေးတယ်။သုတဆိုတဲ့တရားနဲ့ပတ္တရာတွေကိုမြင့်တင်ပေးတယ်။စာကစွန့်လွတ်မှုတွေရှိတယ်။ပညာအသိပညာတွေမြင့်တင်ပေးတယ်။အဲ့ဒီလိုကိုကိုယ်တိုင်ကလှုပ်ခြင်းလိုက်နာခြင်းကြိုးစားခြင်းတွေဟာအတ္တသမပဏိတိပဲ။ကိုကိုယ်တိုင်ကလိုက်နာမှာကိုကိုယ်တိုင်ကကြိုးစားမှာ အောင်မြင်တယ်ဆိုတာဖြစ်တယ်။ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်ကိုယ်ကမလို့